ငါဒီမှာရှိနေတယ်ဆိုတာကိုမင်းသူပြောလိုက်တာလားဟုတ်တယ်လေရှုပ်မေးပါလိရှောက်လို့လင်းငါနဲ့ပဲလက်ထပ်မှာတော့ရှေ့ကိုမင်းကငါပဲယူနေအောင်ချစ်တာတော့မမချိုတို့အေးချမ်းချမ်းလေးနေလို့ရအောင်အိမ်ကိုတေချာလေးပြင်ဆင်ထားပါတယ်ဟိုအေးရနည်းနည်းကျင်းတော့လွတ်တာရှိရင်ပြောတော့မမချိုရပါတယ်ကျော်ကြီးရေ အမားတို့လည်းတိထက်ခြင်းနဲ့အိမ်နေခဲ့ပူပါတယ်။အနှက်ပြန်မင်းဆရာစိတ်ဝါစေရင်တော့တို့အတွက်တက်တော့လောက်သာဖြစ်အောင်လို့ဆွေးနွေးပေးပါ။ဟုတ်။အမားတို့ဝင်ရပစ္စည်းတွေကိုအတိကိုတော့ညတောင်ခဏရွှေ့ထားတယ်။ဩ။ဟုတ်။ဒါပြုတ်လက်ခံနေပါလား။ဟာကျွန်တော်တို့မလိုပါဘူးမမချူရဲ့မမချူပဲပြန်ထားလိုက်ပါကျွန်တော်တို့ဒါတွေမလိုပါဘူးဟိုဒီအရာလဲမမချူတို့အိမ်လိုပဲလေမမချူရဲ့အတူတူပါပဲကျွန်တော်တို့မလိုပါဘူးเนาะနောက်ပြီးတော့တမီးတို့နေဖို့အတွက်ဆိုပြီးတော့ ဒေါ်လေးနုကအခန်းပြင်ဆင်ပေးထားတယ်နော်ဒီနေ့ဒေါ်လေးနုက channel လေးနဲ့ရှိပုံကြိုက်တဲ့ဟင်းတိကျချက်တာပဲလေအဲနောက်လည်း channel ကြိုက်တဲ့ဟင်းတိကျချက်တွေ့ဦးမယ်နော်ဟုတ်ကဲ့ပါချင်းကလည်းဒေါ်လေးနုလက်ရာတွေကိုအမြဲတမ်းလွှမ်းနေတာကဲအဲ့ဒါဆိုရင်ခုချိန်ကစပြီးတော့ကျွန်တော်တို့မိသားစုတွေအရင်လိုအတူတူပြန်နေလို့ရပြီပေါ့နော်မေရိုကိစ္စပင်ဖြစ်ပုံသွားဆရာရှိလို့သွားတော့ဘယ်သွားမလို့လဲသွားလို့မရဘူးရွှေပုံ မနေ့ပြန်ရွှေဖုန်ကောင်ရောင်းမှာမလို့ဝယ်မဲ့သူတွေလာကြည့်လိုက်မယ်။ရွှေဖုန်ကောင်ဘာလို့ရောင်းရမှာလဲ။အဲ့ရွှေဖုန်ကောင်လည်းမရောင်းပါဘူး။ကားမရမှုဆိုရင်အကျွေးကိစ္စပြဿနာတက်သွားမှာပေါ့။ဒီအချိန်နေရောက်မှတော့မထူးတော့ဘူးရွှေဖုန်။မနေ့ပြန်သမီးဖေးစင်းကဆင်းပြီးတာနဲ့ကားဝယ်မဲ့သူတွေလာကြည့်လိုက်မယ်။ဟာစစ်တပြေဖို့ကောင်းတာလေ။ ာလေဟိုစပေါ့ခုတွေ့ချင်တယ်အင်းထားခဲ့လဲနော် ဒီနေ့ကတော့တထေးမကြီးဒေါ်သဲစုရဲ့အောင်မွေးခံတဲ့နေ့ပဲမင်းစောက်ကြည့်လိုက်ရွှေပုံအေးရမင်းစီမှာဘာတခုမှမကြံတော့ငါကတဖြည်းဖြည်းချင်းစီအကုန်လုံးပိုင်ယူသွားပြီပဲငါ့ကိုပါတစ်ချက်ရိုက်ခဲ့ဘူးတော့နေ့ကအချက်ပေါင်းများစွာရိုက်ပေးရတာပေါ့ မမေးချင်ဟုတ်မေးအားလုံးကမမေးကူညီပေးရအောင်လားရပါတယ်မမေးရဲ့ channel လုပ်လိုက်ပါမယ်ဟာဒီမီဒီယာ channel ဝင်နေနေလာပြီးတော့မှခုလိုမျိုးဖြစ်တော့မမေးအဆင်မပြေမှာပဲဆိုတာဘာလို့အဆင်မပြေရမှာလဲမမေးရဲ့အခုဆိုရင်တာမီ၃ယောက်တခန်းထဲမှာတူတူအဲ့ရမှာဆိုတော့ပို့ပြီးတော့တော့နှိထွေးသွားသေးတယ်ဟာဒီမီချင်ကဘယ်နေရာမဆိုအဆင်ပြေအောင်နေတတ်ပါတယ်အေးချမ်းလိုက်တာမေဟွန်း ိတ်မကောင်းဖြစ်နေနော်ကျဲရဲ့ပကြီကားလေးကိုလေပြာခန်းမှာရောင်းဖို့အတွက်အကုန်လုံးစီစဉ်ပြီးသွားပြီပြီးတော့လဲကျန်ကုန်ပြီတခုမှအလုံးရှောက်ဖို့လဲစဉ်းစားထားတယ်အမတမီးရဲ့မမေလဲနူးနူးနဲ့အတူတူဆက်ချုံမလို့လေဟာမမေကလည်းမလုပ်ပါနဲ့ပပင်းနဲ့မမေကိုချမ်းချကျွေးနိုင်ပါလေမမေဘာမှအလုပ်လုပ်စရာမလိုဘူးနော်ဘယ်လိုလဲပင်ဥပါမလဲတမီးရဲ့ ဘဝဆိုတာရောက်တဲ့နေရာမှာတောင်ကြကြပြကြကြနေနိုင်ရမှာပေါ့အခုမနေ့ပြန်သမီးဖေစေးုံစေးဒီရှင်းပြီးပြီဆိုရင်ဘန်ထဲမှာ50လောက်ပဲရှိပါမှာကျော်ကြီးကိစ္စတွေကလည်းမပြတ်သေးဘူးဆိုတော့မမီတို့တွေ့ငူရထက်ရှာအောင်ပါမမီကသူများရှိရလဲမချိမငားချင်ဘူးဆိုတော့မိမှရှိရဲ့လုံးဝလက်စားလေးတွေမိထုခဲရောက်ချပြီးတော့ဆက်အောင်မှာပေါ့ အဲ့ဒါကြောင့်မို့အင်စီလေးရအောင်မမေကနူးနူးနဲ့တူဆက်ချုပ်မယ်လို့ဆုံးဖြတ်ထားတာအိုးမကွာအိမ်မကွာနဲ့တမီးပြပြကိုလည်းခင်းဆိုင်လို့ရတာမမေကိုအရင်လိုမျိုးအေးအေးချမ်းချမ်းနေလို့ရအောင်ချန်ပြန်စူးစမ်းပါမယ် ဆွေးဖို့မင်းတို့ဘလို့လို့ရရှေဘောကဒီမှာပါလာလို့အဲ့ဒါငါကိစ္စရှေဘောမင်းကိုဘလို့လာပြောနေရလဲကိုမင်းရဲ့ချစ်သူပါကိုမင်းကိုဆက်သွယ်နေရလို့ဘလို့မှဆက်သွယ်လို့မရဘူးမင်းဘာကြီးရှောက်လို့နေရကိုမင်းကိုအများကြီးနားလဲပေးထားရတော့ဒီမှာ ငါကိုကိစ္စနဲ့ကိုတော့မအာယုံနေနောက်နေရတော့မင်းကအချိန်ပေးပြီးတွဲဆုံပြောဆိုနေရမာတို့ရဲ့ပိုင်ဆိုင်မှုတွေမင်းကပြန်ပြီးယူပေးနိုင်တဲ့စွမ်းဆောင်ရည်မရှိဘူးဟမ်ဖုန်းညာစီကိုကြောတကူးတကဖုန်းဆက်ပြီးချင်းရလောက်တဲ့ဒီတော့အားတယ်ဟမ်ဖာလေငါဒီမှာရှိနေတယ်ဆိုတော့မင်းကပြောလိုက်တာလားဟုတ်တယ် ှုပ်မေးဘာလို့ရှောက်လို့မင်းငါနဲ့ပဲလက်ထပ်မှာတော့ရွှေဘုံမင်းကငါပဲယူနေအောင်ချစ်တာရွှေဘုံမင်းငါနဲ့ရတဲ့ကလေးကိုဖျက်ချတာမဟုတ်ဘူးမလားမဟုတ်ဘူးမလားရွှေဘုံငါ့ကိုပြောစမ်းမဟုတ်ဘူးမလားလို့ဟမ်မင်းဘာလို့လာပြောနေရလဲဒါဆိုမဟုတ်ဘူး တော်သေးတော့ရွှေပုံရေကိုတိတယ်ကိုတိတယ်ရွှေပုံရွှေပုံကကိုဝင်ရှိနေတယ်ကိုပြောမယ်ဆိုကိုတိတယ်ရွှေပုံရေဆော်ပြီးရွှေပုံရေကိုကိုအရင်ဆိုးနေပါလို့ရွှေပုံနော်ဆော်ပြီးနော်တော်ပါလေရွှေပုံဖေးစမ်းမဟာမဟာကိစ္စနဲ့ငါမခေါင်းရှုပ်နေပါလေလို့မပြောနေတာလေမင်းကလည်းလည်းဝဝနေပြီလို့မရဘူးဟမ်အာရုံမဲ့ရွှေပုံရေကိုအေးကိစ္စနဲ့အားလုံးကိုပြန်လုပ်ပေးပါမယ်ကိုအားလုံးပြန်တိဆောက်ပေးမယ် ရွှေဘုံဘုတ်ဒီထဲပုံကြီးကြီးရခါတော့ကိုအားလုံးပြန်လုပ်ဝင်မယ်ရွှေဘုံနဲ့နော်နော်ကိုတောင်းဝင်မယ်ရွှေဘုံနဲ့နော်ကိုအဲ့လိုပြီးတော့ဆက်ဖြတ်မှတောင်းဝင်ရွှေဘုံနဲ့ရွှေဘုံနော်နော်နော်ကိုတောင်းဝင်မယ်နော်ကိုအားလုံးပြန်လုပ်ဝင်မယ်စိတ်ကြအောင်ရွှေဘုံနဲ့နော်နော်နော်ဖောဖောရှေ့ဘောအရာဒီလိုအချိုးမျိုးချိုးလို့ရမယ်ညာထင်တယ်ဟုတ်လား ရှင်ကျမနဲ့ပဲလက်ထပ်ဟာရှင်ကပြောဖဲ့နေနေကောင်းသွားပြီလားဖမတယ်နေရအရန်ကောင်းနေပြီငါ့ကိုပြင်ရောက်ပြန်ဘာပြောမလဲနေတစ္ဆာဖောက်ခံနေရပြီရွှေဘုံအဲ့ကိစ္စငါနဲ့ကိုပြောပြမလို့ဘာနေခုမှမလဲငါ့ကိုပြင်လာခဲ့မယ်